မင်္ဂလာပါခင်ဗျာရှင်ကုန်ခစ်တိကနေဒီနေ့လည်းကဒရင်နေကိုတက်ဆက်ပြပါမယ်မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေရဲ့တိုက်တာအိုးအိမ်တွေအပြင်စစ်တလောက်အခန်းဝင်တဲ့အင်အားတွေပါမကျန်ပျက်စီးပျောက်ချမှုတွေနဲ့အတိဒုက္ခတွေရောက်နေကြတဲ့အချိန်နိုင်ငံတော်အစ်အင်းတွေနဲ့တီတီရရကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်မဲအောင်လိုင်းကတော့သူနဲ့သူ့မိသားစုပြည်ပခီးစဉ်တွေအတွက်အသုံးပြုတဲ့စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပီးအပြက်ဝယ်ယူလိုက်တဲ့ဆိုပြီးစစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်ထားပါတယ် ကချင်ပြည်နယ်ဗမော်မျိုးသိမ်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးအချက်ဖက်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါအသေးအတန်ဘုံကျဲတိုက်ခိုက်ခုခံနေတယ်လို့မြို့ကိုသူတို့လက်လွတ်ရရင်အကုန်လုံးဖျက်ဆီးပစ်မယ်ဆိုတဲ့ပုံစံနဲ့မိလောင်ဘုံတွေပါချဲချနေတဲ့အတွက်တမျိုးလုံးနှိပါမိလောင်မှုတွေဖြစ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောင်းအောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာနိုင်ငံမှာငနေနံကြောင့်ပြည်သူတွေရဲ့တိုက်တာအုတ်အိမ်တွေအပြင်စစ်တလောက်ကဝန်ထမ်းအင်အားတွေပါမကြံပျက်စီးပျို့ချမှုတွေနဲ့အတိဒုက္ခတွေရောက်နေကြတဲ့အချိန်နိုင်ငံတော်အဆင့်တွေနဲ့ထိတိယောက်ယောက်ကူညီမှုတွေမလုံနိုင်တဲ့အကြမ်းဖက်မင်းအွန်လိုင်းကတော့သူနဲ့သူ့မိသားစုပြည်ပခီးစဉ်တွေအတွက်အသုံးပြုတယ်စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပိအပြည့်ဝယ်ယူလိုက်တယ်ဆိုပြီးစစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်ထားတဲ့အမိန့်ပြန်တမ်းအရာတည်ရပါတယ်တစ်ဖက်မှာတော့ လက်ရှိချိန်ထိငလင်တန်းကြောင့်ပြိုကျပျက်စီးထားတဲ့မန္တလေးစကိုင်းနယ်သူတို့စစ်တပ်ရုံးဆိုင်ရာနေပြည်တော်ကဝန်ထမ်းအင်အားတွေပါမကျန်ပြိုကျပျက်စီးမှုတွေကိုငလင်လှုပ်ပြီးလို့တလပြည့်တဲ့အထီတောင်တချို့ပြိုကျလူစဲစဲအဆောက်အုံတွေဟာရှင်းလင်းမှုမလုပ်နိုင်သေးပဲဒီအတိုင်းရှိနေသေးပြီမယ်တစ်ဖက်မှာတော့အကျံဖမင်းအွန်လိုင်းဟာသူနဲ့သူ့မိသားစုပြပခီးစင်တွေအတွက်အသုံးပြုနေတဲ့ Airbus လေယာဉ်ကိုအဘေးအပြတ်ဝယ်ယူလိုက်ပြန်တာပါအဲ့ဒီလေယာဉ်ဟာ MAI ကအမိခံပေးထားတဲ့ Airbus လေယာဉ်ဖြစ်ပြီး မဲအွန်လိုင်းနဲ့သူ့ရဲ့မိသားစုခီးစဉ်တွေအတွက်တီးတန့်အသုံးပြုတဲ့လေရင်ဖြစ်တယ်လို့လဲစစ်တပ်သတင်းရှင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါသေးတယ်။အဲဒီလေရင်နဲ့ပဲဂျပန်မဲအွန်လိုင်းဟာရုရှားခီးစဉ်နဲ့တရုတ်ခီးစဉ်တွေကိုတွားရောက်ခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံကတော့စစ်တပ်အထူးလေရင် Focus 70လေရင်အမှတ်002ကိုအသုံးပြုနေတာဖြစ်တယ်လို့သူနဲ့သူ့မိသားစုပြပခီးစဉ်တွေအတွက်အဲဒီလေရင်နှစ်စီးကိုလှည့်ပတ်သုံးနေတာဖြစ်တယ်လို့လဲစစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်။တစ်ဖက်မှာတော့ ်မြန်မာနိုင်ငံရဲ့တဘာဝ BNA Dream အတုံးပြို့ဖို့အတွက်ရဟယင်ငှားရမ်းလို့ဆိုပြီးအန်ရောတိုင်းမင်းပုတ်ကိုတော်ဆန်းစုကြည်ကိုတော့အကြံဖတ်မဲအွန်လိုင်းနဲ့စစ်ကောင်စီကမတရားပုံမှန်တွေနဲ့ထောင်ဒဏ်တွေချမှတ်ထားပြီးမဲအွန်လိုင်းကိုတိုင်ကတော့သူနဲ့သူ့မိသားစုနိုင်ငံခြားခီးစဉ်တွေအတွက် Airbus လေယာဉ်ကိုအပြီးအပြတ်ဝယ်ယူလိုက်တယ်လို့ကြေညာထားတာဖြစ်တယ်လို့တစ်ဖက်မှာလည်း လက်ရှိမြန်မာနိုင်ငံမှာငလင်တန်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတာတွေကိုနိုင်ငံတော်အစ်အစ်အနေနဲ့ထိရောက်တဲ့ကူညီမှုတွေမလုပ်နိုင်ပဲအခုချိန်ထိတချို့ပြိုကျပျက်စီးမှုတွေကိုရှင်းလင်းမှုတွေတောင်အပိအပြက်မလုပ်နိုင်တဲ့အခြေအနေတွေဖြစ်နေပြီမဲ့မင်းအွန်လိုင်းကတော့အခုလိုသူနဲ့သူ့မိသားစုနိုင်ငံခြားခီးစဉ်တွေအတွက် Airbus လေယာဉ်ကိုအပိအပြက်ဝယ်ယူလိုက်ပြန်တာပဲဖြစ်ပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့ကချင်းပြည်နယ်ဗမောမျိုးဒိန်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီးအကြံဖက်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါအသေးအတန်ဘုံကျဲတိုက်ခိုက်ခုခံနေသလိုမြို့ကိုသူတို့လက်လွတ်ရရင်အကုန်လုံးဖျက်ဆီးပစ်မယ်ဆိုတဲ့ပုံစံနဲ့မိလောင်ဘုံတွေပါချဲချနေတဲ့အတွက်တမျိုးလုံးနှိပါမိလောင်မှုတွေဖြစ်နေတယ်လို့ KIA သတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်။ လက်ရှိဗမော်မျိုးသိမ်းတိုက်ပွဲဟာပုံမူပြင်းထန်လာနေပြီးနေစဉ်တိုက်ပွဲတွေဖြစ်ပွားနေရမှာဧပြီလ29ရက်နေ့ကဆိုရင်လေစစ်ကောင်စီဘက်ကဗမော်မျိုးမှာရှိတဲ့တီရိယေတနာဈေးကြီးကိုလိန်နဲ့လာပြီးဘုံတွေချဲချမှုကြောင့်မိလောင်ပြကြသွားခဲ့ရပြီးစစ်ကောင်စီဘက်ကတော့ဗမော်မျိုးကိုလက်မလွတ်ရရေးအတွက်လေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရသလို GIP တဲ့ပူပေါင်းတပ်တွေကလည်းလေကြောင်းတိုက်ခိုက်မှုတွေကြားကပဲအပြင်းထန်ထိုးစစ်ဆင်နေတယ်ဆိုပါလေလက်ရှိမှာတော့ဗမော်မျိုးသိမ်းတိုက်ပွဲဟာပုံမူပြင်းထန်လာတာနဲ့အမျှ ဂျပန်စကောင်စီဘက်ကလည်းပုံမရုံမလာပြီသူတို့အနေနဲ့မြို့ကိုလက်လွတ်ရရင်အကောင်လုံးဖြက်စီးပစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အရသာပြည်သူတွေနေထိုင်ရနေရာတွေပါမချန်လေနဲ့ဘုံကျဲတိုက်ခိုက်နေရမှာမိလောင်ဘုံတွေပါအုံပြုပြီးကြဲချတိုက်ခိုက်နေတဲ့အတွက်ဗမော်မျိုးနေရာတော်တော်များများမိလောင်မှုတွေဖြစ်ပွားနေပြီတချို့နေရာတွေဆိုမိလောင်ပြာချသွားပြီလို့လဲ KIA သတင်းရင်းမြစ်နဲ့စပေးရှောင်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ စကိုင်းနိုင်ငံစကိုင်းတက္ကသိုလ်ဝင်းအတွင်းတက်ဆွဲပြီးပြည်သူတွေစီကနေစက်ချီကောက်နေတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေနဲ့စကိုင်းကန်တလူတိုးဂိတ်ကစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီဘက်ကစုစုပေါင်း10ဦးဝင်းကျင်ကတော့အသေးသေးတေကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့သူတို့စစ်သားမသားအလောင်းတွေကိုကားတွေနဲ့တဲသွားကြတယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ29ရက်နေ့ကပဲ စကိုင်းတက္ကသိုလ်ဝင်းအတွင်းတက်ဆွဲပြီးလမ်းသွားလမ်းလာပြည်သူတွေရဲ့ကားတွေကိုတားဆီးငွေညှစ်တောင်းရနေတယ်စစ်ကောင်စီတပ်သားတွေနဲ့စကိုင်းကန်ဒလူတိုးကိတ်ကစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတက်တွေကဒပြိုင်နဲ့တက်ဝင်ရောက်တက်ခိုက်ချင်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကစုစုပေါင်း10ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြသလိုကန်ဒလူတိုးကိတ်မှာဆိုရင်စစ်ကောင်စီတပ်သား3ဦးဟာလမ်းမပေါ်မှာပဲမှောက်ရက်ကြီးကိုဖြစ်နေတာအတိုင်းသားတွေ့ခဲ့ရပြီး အဲ့ဒီနေရာနှစ်ခုစလုံးကပြစ်ခတ်မှုတွေအတွင်းဒဏ်ရာရတဲ့သူတွေနဲ့သူတို့စစ်သားမပါလောင်းတွေကိုကားတွေနဲ့တည်သွားကြတယ်လို့လည်းလင်းယုံကြီးအောင်ပြောကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းစလင်းမြို့အခြေစိုက်အချက်ဖက်စကောင်စီရဲ့ခလာယာ299တရင်ကစစ်မှုန်းတပ်သားတစ်ဆိုင်ဆိုင်ဆိုတဲ့သူဟာတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့မင်းမှုခိုင် PD အမှတ်9တရင်ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ ်ဧပြီလ28ရက်နေ့ကပဲစလင်းမြို့အခြေစိုက်အကြံဖက်စစ်ကောင်စီရဲ့ခလာရ295တရင်ကစစ်မှုထမ်းတပ်သားတစ်ဆိုင်ဆိုင်ဆိုတဲ့သူဟာဒေါ်လာရင်တက်တွေစိုးမိုးထိန်းချုပ်ရာဘက်ကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာဒေါ်လာရင်တက်တွေကစလင်းမြို့ဘော်ကလွယ်ပြီးကျန်တဲ့နေရာတွေကိုဝိုင်းပတ်ထိန်းချုပ်ထားတဲ့အချိန်အဲ့ဒီစစ်မှုထမ်းတပ်သားတစ်ဆိုင်ဆိုင်ဆိုတဲ့သူဟာ စလင်းမျိုးပေါ်ကနေတော်လိုင်းတက်တွေရှိရဘက်ကိုမရမကထွက်ပြေးလာပြီးတော့ဒဏ်ရာတချို့ပါရလာတယ်လို့တော်လိုင်းတက်တွေကတော့အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ဆန်းဆိုင်ဆိုသူကိုကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးရလာတဲ့ဒဏ်ရာကိုပါစေကူတမှုပေးထားပါတယ်လို့မင်းမှုခံပြည်တဲ့အမှတ်ငါတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ က်ဖက်မှာတော့ဒင်းတိုင်းတိုင်းကရေပြူမြုတ်နယ်နဗလေဒေတာအတွင်းဝင်ရောက်လာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ကြီးပူပေါင်းတပ်တွေကနှစ်ရက်အတွင်းလိုက်လံတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား၈ဦးဝင်းကျင်ကတော့အသီးသီးသိကုန်ကြပြီဒဏ်ရရတဲ့သူတွေနဲ့အထိနာသွားကြပြန်တယ်လို့ရေပြူမြုတ်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါတယ်ဖြစ်စဉ်ကတော့ဧပြီလ24ရက်နေ့ကစပြီးရေပြူမြို့နယ်နဗလေဒေတာလဲရှောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကို ဒေါ်လာအေးဘူးအောင်တက်တွေကနှစ်ရက်စတိုင်လိုက်လံတက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့အကြံဖက်စစ်ကောင်စီတပ်သား၈ဦးဝင့်ကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးစစ်ကောင်စီဘက်ကအထိနာသွားကြပြန်တယ်လို့ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တကနေဒီနေ့လေကင်းဒရင်းနေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ